2025ကယ်ဒမီတွင်ဇက်ရှင်ပြည်ပြဇလန်းတပုံးနှင့်ထပ်မံပွဲထွက်လာတော့မယ့်ဦးမော်ရွှေမင်္ဂလာပါပရိသတ်ကြီးရှင် အခုတည်ဆက်ပေးသွားမယ့်ကျောင်းရလေးကတော့2025ခုနှစ်အကယ်ဒမီအတွက်ပရိသတ်တွေထင်မှားလောက်တဲ့ character မျိုးရုပ်ရှင်မျိုးနဲ့အရှင်ဟောင်းပြပြင်ထက်မဲ့ပွဲထလာအောင်မယ့်မိသမီဝမုံရွှေရဲ့ကျောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။တင်ပကြီးရုပ်ရှင်နဲ့2024ခုနှစ်အကယ်ဒမီစုပေးပွဲကြီးမှာသုံးစုမြောက်အကယ်ဒမီစုကြီးကိုစုခိုးနိုင်ခဲ့သူမိသမီဝမုံရွှေကတော့2025မှာလေပရိသတ်တွေလုံးဝထင်မှားလောက်တဲ့သူမတခါမှတရုတ်မဆောင်ဘူးတဲ့ character မျိုးနဲ့ထက်မဲ့ပွဲထလာအောင်မှာပါ။ မင်းသမီးဝမော်ရွှေရအိမ်တော်ကြပြီးသွားတဲ့ကအနုပညာလောကတွေကိုပြန်လည်ခံပတ်လာခဲ့တာဖြစ်ပြီးအရှင်အားတဲ့ပုံမောကောင်းမွန်ပြီးသားလို့နဲ့အနုပညာတွေကိုချပြနေခဲ့တာပဲဖြစ်ပါတယ်။တင်မကြီးမှလည်းသူမရဲ့အိမ်တော်ရေးဖောက်ပြန်ခံရတဲ့အပူတန်မျိုးသမီးတယောက်ဖြစ်တရုတ်ဆောင်ထားမှုတွေကအကယ်ဒမီတင်မဲခံထားရတဲ့အခြားမင်းသမီးတွေအားလုံးကိုအပြတ်အသတ်ကြောတက်သွားခဲ့တာပဲဖြစ်ပါတယ်။ 2025မှာလေမင်းသမီးဦးမော်ရွှေဟာသူမတခါမှမရှိုက်ဘူးတဲ့အကြောင်းအရာကောင်းကောင်းနဲ့ရုပ်ရှင်ကားကြီးနဲ့ထပ်မံပေါ်ချလာဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့နာမည်ကတော့နတ်ဝင်တယ်လို့အမည်ရှိပြီးနာမည်ကြီးဝတ္ထုကိုရုပ်ရှင်ဖြစ်ပြန်လဲသက်သွင်းရှိုက်ကူထားတာပဲဖြစ်ပါတယ်။နဝင်တယုတ်ရှိစကားကြီးတဲ့ကမင်းသမီးဦးမော်ရွှေရဲ့ကာရိုက်တာကိုတော့လိဝယ်ထားစေဖြစ်ပေမယ့်ရိုက်ကွင်းကပုံနေရှာတော့မင်းသမီးဦးမော်ရွှေကြီးလိုနုနုဖက်ဖက်လေးကိုတော်တော်လေးကြံပန်းတွေခိုင်းတာလို့တွေ့မြင်ရတာပဲဖြစ်ပါတယ်။ဒေါက်တာဝင်းလည်းထက်ရိုက်ကူးမှဖြစ်ပြီးတော့ အလင်းရောင်နေချက်လီချာလီညီနေနာဝုံမုံရွှေရီဖူးဆောင်စားတဲ့တရုတ်ဆောင်တွေလည်းပါဝင်ထားတယ်လို့သိရပါရီနဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာအဓိကဇာတ်ကောင်ဖြစ်တဲ့ဝုံမုံရွှေရီသားမကဂျန်နေတရုတ်ဆောင်တွေလည်းကယ်ဒမီမန်လို့သိကောင်းတာကြောင့်အခုချိန်မှာရှိုက်ကူထားပြီးနှစ်ကုန်ပိုင်းမှာရုံတင်ပြခဲ့2025ခုနှစ်မှာလည်းမင်းသမီးဝုံမုံရွှေရီရဲ့နှစ်ချက်ဖြစ်အောင်မလားဆိုတာသူမရဲ့ပရိသတ်တွေကတော့ရေကုန်ဆိတ်လှရှားနေကြပါပြီ။မင်းသမီးဝမောရွှေရအိနာအောင်ကြပြီးနောက်ပိုင်းနှစ်တွေမှာတော့ငွေကြေးကိုမကြည့်တော့ဘဲတကယ်နှစ်ပညာများပြီးတော့ဇက်အိမ င်ခိုင်မာတာတွေမြမရုပ်ရှင်ပုံစံမျိုးတွေကခွဲထက်နေတဲ့ဇက်တွေကိုပုံမိုရှိုက်ကူးသွားမှာဖြစ်ပြီး အာရှကိုထူပါဖို့ရည်ရွယ်စူးစမ်းသွားမယ်လို့ပြောဆိုထားပါတယ်။မင်းသမီးဦးမောင်ရွှေရလိပ်ပြာဆိုင်အရုပ်ရှင်စကားကြီးနဲ့ Netflix မှာပြသခွင့်ရထားပြီးပထမဆုံးမြမမင်းသမီးတယောက်လည်းဖြစ်ပါသေးတယ်။ ပရိသတ်တွေကတော့သူမရဲ့ရှေ့ဆက်မဲ့နုပညာခီလန်တွေများစွာအားပေးမှုတွေနဲ့ပံ့ပိုးသွားမယ်လို့အခုလိုဝင်ရပြောဆိုခဲ့ကြတာဖြစ်ပါတယ်။အိမ်အောင်ကြသွားပြီးသူ့ဘဝအတွက်ဘာမှမလိုတာတောင်အနုပညာကိုတကယ်စိတ်သက်ပြင်းပြင်းပြပြနဲ့ဆက်လုပ်တာကလေးစားပါတယ်။တကယ်ကိုမှနုပညာဝန်းစားပြည့်တဲ့သူလေးပါ။အရှမ်းမျောလင့်နေမိပြီ။မက်ကစ်ပင်မရချိုးနဲ့မဲ့ကားလေးဖြစ်ပါစေ။ မြန်မာမှာ international တန်းဝင်မင်းသမီးဆိုလို့သူပဲရှိတာအလားပါကစားနိုင်ငံတကာနဲ့ရှင်းလိုက်ရင်တောင်မှထင်းထွက်နေတဲ့အလားပိုင်ရှင်လီမုံမော်ရွှေကြီးကိုသူ့ရဲ့အလားပါတွေချမ်းသာမှုတွေကိုထဲ့မကြည့်ဘဲနဲ့အမှုပညာတစ်ခုတည်းကိုပဲကြည့်ကြည့်လိုက် အနုပညာပေါ်မှာသူတကယ်ချစ်တာကိုမြင်ရလိမ့်မယ်။သူများတွေလိုစာဝတ်နေရဲ့အတတ်မွေးပဲကြားပညာတစ်ခုအနေနဲ့သူကအနုပညာကိုလုံနေတာမဟုတ်ဘူး။ဒီလိုအနုပညာကိုဖန်တီးကြည့်စိတ်သက်သက်နဲ့အနုပညာလောက်တာဒီနိုင်ငံမှာဟိုမိုရွှေကလည်းပြီးဘယ်သူမှမရှိဘူးယုံလိုက်စသဖြင့်ဝင်ရောက်ချီချူးပြောဆိုခဲ့ကြတာပဲဖြစ်ပါရည်။ပြည်သက်ကြီးတို့ရောမင်းသမီးဟိုမိုရွှေရဲ့အနုပညာပေါ်ဝမ်းစာပြေဝမှုကိုချီချူးမိကြရည်လားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်။